ရှင်ဖရာလောကတန်ဆိုတဲ့တရားဆိုတာ ရှိပါသလားဖရာဖြေပေးတော်မူပါဖရာတဲ့ရှိတာပေါ့နော်အင်္ဂုတ္တရနိကာယပါဠိတော်အထက်ကနိပတ်မဟာဝတ်ပထမလောကဓမ္မတုံးမှာတတဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကတန်တရား၈ပါးရှိတယ်ဆိုတာကိုမြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒီလောကတန်တရား၈ပါးကဘာတွေလဲဆိုရင်၁ဒါဘောစီးပွားဥစ္စာရရှိခြင်း၂ အလာဘောစီးပွားဥစ္စာမရရှိခြင်း၃ရသောအချွေရန်အကြော်သောရှိခြင်း၄အရာသောအချွေရန်အကြော်သောမရှိခြင်း၅နေတာကဲ့ရဲ့ခံရခြင်း၆ပတန်တာချီးမွမ်းခံရခြင်း၇ဒုက္ခကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၈ဒုက္ခကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတတ္တဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကဒဏ်တရား၈ပါးပဲဖြစ်ပါတယ်။ ဒါကြောင့်လောကဒဏ်တရားဆိုတာ ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။